အမြဲအပြင်ဆိုင်တွေကနေပဲဝယ်စားနေမယ့်အစားအခုလိုမျိုးတန်တန်ရှင်းရှင်းလက်လက်ဆက်ဆက်နဲ့အိမ်မှာကြော်စားကြည့်ကြနော်ကြက်သားကိုကြက်ရုံသားအသုံးပြုပါမယ်ဖောက်ဝက်ပိုင်းမီအသားတဲ့ရာသာစဲဝင်အောင်တစောင်းနဲ့ခုတ်ထားလိုက်ပါအသားနဲ့ရန်ဂျင်းကြက်သွန်ဖြူကြက်သွန်မိထဲကြက်သားမုံစားနဲ့ငေးကောင်းမုံထဲလက်ငက်မြရဲ့အကြည့်နဲ့ QC ထဲကတစ်ချနယ်ပြီးရာသာဝင်အောင်15မိနစ်နှက်ထားလိုက်ပကံလုံးနဲ့ကိုကြက်ဥသုံးလုံးဖောက်ထည့်ပြီးခလောက်ထားမယ်နှက်ထားတဲ့ကြက်သားပြားတွေကိုကြက်ဥနစ်နဲ့တစ်ချစိမ့်ပါမယ်ပြီးရင်အပေါ်ကနေပတ်မိုးကြောက်ကပ် ါမယ်ကြော်တဲ့ခါကွာကြမတော့အောင်ဒီချာလေးဖိကပ်ဖို့လိုပါတယ်စီအပူချင်း60ရာခိုင်နှုန်းလောက်ရောက်ပြီဆိုရင်ဥရက်ထဲကြော်ပါမယ်မီးအလယ်လန့်နေထားနဲ့ပဲ9မိနစ်10မိနစ်လောက်ကြော်ပြီးတဲ့ခါအခုလိုမျိုးကျွတ်ကျွတ်ရွရလေးနဲ့အရန်ဆလုတ်ကောင်းတဲ့ကျွတ်ကျွတ်ကြော်လေးရပါပြီပိုင်းလေးတွေပိုင်းမီးကိုကျိုင်းနေတက်တက်စောနေတွဲဆလုတ်ရပါတယ်တကယ်ကိုဆလုတ်ကောင်းတဲ့ပုံလေးမျိုးအိမ်မှာကြော်ဆားကြည့်ကြနော်ဘလို့နီးတွေအပြင်အစားတောင်းနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့စိတ်ဝင်စားတဲ့ဆိုရင် follow လုပ်သွားကြဖို့မမေ့နဲ့နော်